ဖြစ်တဲ့ YouTube Facebook တွေကိုကျွန်တော်တို့ကဖြည့်ဆည်းရမှာအဲဥစ္စာရမှာဟဲ့ကြားလိုက်ကြလားကြားလိုက်ကြလားမြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုတွေစင်းနုတော်တွေကိုမီးရှို့ရမှာဖျက်ဆီးရမှာဆိုပြီးတော့ပြောသွားတာဒီလူငယ်လေးอ่ะအဲ့တော့ကျွန်တော်တို့ကလေကျွန်တော်ဟိုးလူငယ်တဲ့2020နဲ့နှစ်လောက်တည်းကကျွန်တော်ပြောခဲ့ပါတယ်ဒီဒေါ်လာကြီးကပြီးဆုံးသွားပြီ နော်တက်မတော်အကောင်းဆုံးထိချုပ်သွားနိုင်ပြီသူတို့ကစစ်ရေးနဲ့မနိုင်လို့ရှိရင်ဘာသာရေးနဲ့မှိုင်းနေတိုက်ပြီးတော့နိုင်ငံရေးကိုကစားကြလိမ့်မယ်လို့ကျွန်တော်ပြောခဲ့တယ်လွန်ခဲ့တဲ့၈လလောက်ကလည်းကျွန်တော်ထပ်ပြောခဲ့တယ်တစ်တော်ရော YouTube တွေမှာဟောနော်တစ်တော်မှာဆိုပြန်ဖြတ်တော်ဖြတ်ချခံရတယ်ဗျာနော်အဲ့တော့သူတို့ကတော်လိုင်းကြီးကပြီးဆုံးသွားတဲ့ခါကျတော့ဘာသာရေးတွေဘက်ကိုလှည့်လာကြတယ်ဗျာအခုလဲကျွန်တော်တို့ရဲ့ဖျားဆင်းမှုတော်တွေကို ဖြက်စီးရမယ်မိရှုရမယ်ဆိုပြီးတော့ပြောသွားတယ်ဗျကျွန်တော်ပြန်နားထောင်ကြည့်မယ်နော်ပြေးသားတယ်မင်းတို့လည်းတလာတယ်မင်းကြီးမင်းကခံပြီးတော့တလာလက်ဝါးကတ်တိုင်မှာအစိမ့်တွေပိန်နေတဲ့အကောင်ကိုကိုွယ်ထားတာကိုကိုကိုလည်းကြည့်ကြပြန်လာတော့ဒီကိုသင်ကိုဒီကိုကျွန်တော်တို့ကဖြက်စီရမှာဩမရှိရမှာဟဲ့ခွေးသားကြားတယ်နော်မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုတွေစင်းထုတွေတွေကိုတဲ့ဖြက်စီရမယ်မရှိရမယ်လို့ပြောနေကြတယ် ဲ့တော့ကျွန်တော်တို့ကဓာရီကိုကျွန်တော်သတိထားဖို့လိုအပ်ပါတယ်တမတော်မနိုင်နိုင်တဲ့နည်းနဲ့ဒီကောင်းတွေကလောက်ကြမှာဖြစ်ပါတယ်အဲ့တော့ဓာလေးတွေကိုသတိထားကြဖို့နော်အဲကျွန်တော်ကတော့နိုင်ငံသူနိုင်ငံသားတွေကိုနိုင်ငံကိုချစ်ပါဘာသာသာသနာကိုကာဝယ်ဆောက်ရှောက်ပါမိမိကိုမိမိကျမ်းမာရေးကောင်းအောင်နေပါလို့ပဲပြောကြရင် ဒီဗီဒီယိုဖိုင်လေးကိုဒီမှာနေအစိုးသက်လိုက်ချင်ပါတယ်အဲ့တော့နောက်ဆုံးစကားလေးက तू ဘာပြောသွားလဲမြန်မာနိုင်ငံမှာရှိတဲ့နော်ယုတ်ထုတော်တွေစိနုတော်တွေကိုမီးရှို့ရမယ်ဖျက်ဆီးရမယ်လို့ तू ပြောသွားတာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ဆက်လက်ပြီးတော့အောက်ကနေပြီးတော့ comment တွေရေးသွားလို့ရပါတယ်အဲ့ဒီလိုဗီဒီယိုဖိုင်တွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှိ ው ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြဿနာရှာတဲ့ဗီဒီယိုဖိုင်တွေရှိကျွန်တော်ပို့ပေးပါကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဒီ ဒီပါကျွန်တော်တီးတဲ့ကျွန်တော်ဒီလိုဗီဒီယိုဖိုင်လေးတွေပြန်လုပ်ပြီးတော့ရစုရစည်းတဲ့ဖြစ်အောင်ပြန်တင်ပြထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဂျိန်းကျော်လင်ပါ